ကဲအားလုံးပဲမင်္ဂလာပါเนาะအဲ့တော့ IB မြတ်အောင်ကနီဘောတွေအကြောင်းကိုဘာတွေပြောထားသလဲကျတို့ reaction လေးလုပ်ဖို့အတွက်ကိုအဲသူ့ရဲ့စကားပြောတာလေးတွေကဘာတွေထူးထူးခြားခြားရှိသလဲပေါ့เนาะသူ့ရဲ့ရင်ထဲခံစားချက်ကဘာလေးတွေရှိလဲဆိုတာကိုကျတို့အရင်နားထောင်ကြည့်မယ်ဗျ online ကကျွန်တော်ပြောလို့သုံးပိုင်းခွဲနေ pick up နီဘောတွေနီဘောတွေက တကိုးတွေကိုကာဝယ်ပေးနေတယ်ဆယ်လီဘရီတွေကိုကိုးကွယ်နေတယ်အဲ့မှာတကိုးတွေရတယ်သူတို့အိတ်သေးကိုရပိုင်ခွင့်များစွာထပ်ပို့ပြီးတော့ထည့်တယ်အဲ့ရဒီဒီကျွန်တော်ပြောပြချင်တယ်ဒီချို့ဒီမှာ record တွေလက်မြားမဲဆောင်မှာပရိဇာအကြီးရဲ့လက်ပွားတွေလက်ဆွဲတွေရတယ်လည်းတော့ ကာဒစီတစီကိုမော်လင်အသစ်2024 25ရီကောက်စီးနေရဟုတ်တယ်ဟုတ်တယ်စီးနေရဟုတ်တယ်ဟုတ်တယ်ပန်ဆယ်လို့ဆိုပြီးသွားပြီနော်ပန်ဆယ်လို့ဆိုဘဝကပြီးသွားပြီဂရေ70တထေးသမီးလို့ဖြစ်သွားတယ်နော်ဘုနှခါလက်ဒီလို့ပဲနော်ပြိပမှာထိုင်းနိုင်ငံမှာအင်ကြီးတော်ဝယ်ပြီးသွားပြီဘုနှခါရဲ့ပတ်စံစုပုံစုနီးလေးကိုသူပေါ်သူပါဇက်ကပြောသွားတာလေကျွန်တော်မှတ်မိသေးတယ်ဗျာ အဲကျွန်တော်တို့ကတဲ့အလှခံတဲ့ခါကျရင်အဲကျွန်တော်တို့ကဟိုစစ်သားပေါ့နော်သူတို့ရဲ့တဘုံ900ရှိတယ်ဆိုရင်တဘုံ1000ဆိုပြီးတော့ကျွန်တော်တို့စည်ရင်တောင်းတာဗျာတဘုံ1000အင်အားနဲ့ကျွန်တော်တို့အလှခံကောက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့လေဘုန်းနဂါကတိုက်ပွဲအလောက်လဲမဖော်ဘူးဗျာကြီးကြီးမားမားတိုက်ပွဲဆိုလို့ဟိုကျွန်တော်တို့ဒီ ိုကနေကိုကနေနာဇာကနဲ့လက်မတွဲခင်ကအော်နာဇာကနေပြီးတော့ PDF တွေကိုမောင်းထုတ်ခိုင်းတော့အဲအဲ့ဒီမှာနံပါတ်တော်မိကုန်ပြီဗျနော်အဲ့ဒီမှာအဲ့ဒီမှာဇဂိုင်းကိုပြေးကြတာဇဂိုင်းကိုပြန်ကြတာပေါ့ဇဂိုင်းကိုပြန်သွားတဲ့အချိန်ကျတော့အဇဂိုင်းမှာကအဲစစ်ခေါင်းဆောင်တယောက်အနေနဲ့ဘုန်းနဂါကကြီးစိုးနေတာလေအဲအဲ့ဒီမှာလိုင်းပေါ်တက်ပြောတော့ဘူကဗျာဆိုတဲ့သူကဗာတက်ပြောလဲဆိုတော့ မင်းတို့ဇကိုင်းကိုရောက်လို့ဇကိုင်းဘက်ကိုလာပြီဆိုရင်တော့ဘုံနဂားနဲ့အဆင်ပြေအောင်ပေါင်းဖို့လိုလိမ့်မယ်မင်းတို့ပကဖအန်ယူဂျီအောက်မှာရှိတယ်မင်းတို့ပကဖပကမတွေဒီပသုံးလုံးတွေကဘုံနဂားနဲ့အဆင်မပြေဘူးဆိုရင်အဆင်ပြေမှာမဟုတ်ဘူးဆိုပြီးတော့ဘာဘုကဗျာတော့ပြောသေးတယ်ဗျာနော်အဲ့ဒီချိန်အဲ့ဒီလိုလူတွေဆုံလာတဲ့ခါကျမှဘုံနဂားနေပြီးတော့တိုက်ကွက်ဖော်ပြီးတော့ထွေအုပ်ယုံတဲ့ရဲစခန်းကိုစတိုက်ပြတာဗျာနော်ဘုံနဂားတီးတဲ့ပဲတိုက်တာ ကျန်တဲ့သူပိုဒီ UNG အောက်က PDF တွေမပါဘူးဗျမပါတဲ့ခါကျတော့နောက်ဆုံးဘုန်းကားလည်းပြန်ပြေးရတာပဲနော်ဘုန်းကားလည်းဟိုမှာသူစစ်တီ73ရောက်သေးတယ်တဲ့အယောက်40ကျော်လောက်ဒဏ်ရာရတယ်သူပါဇက်ကောင်ပြောတာအဲ့ဒါဘုန်းကားဗီဒီယိုဖိုင်နဲ့အခုချိန်ကြီးကြည့်သေးတယ်နော်ကျွန်တော်လိမ့်ညာပြောပြီးတော့လုံးချံပြောစရာအကြောင်းမှမရှိဘူးအဲ့ဒါတွေဝင်ကြည့်ပြောချင်တာကတော့ဘုန်းကားလည်းပတ်စံဘလို့စုလဲဆိုတာစစ်မတိုက်ပဲခါပဲနဲ့ပတ်စံနေ ဒီလို900သာမဟုတ်ပဲနဲ့1000သာတူးတူးပြီးကောက်တဲ့နီးနဲ့သူတို့တွေကလည်းပဲဒီဘက်ကထောက်ဖို့ရရတဲ့ပတ်စံတွေရောအလူကန်နဲ့ရရတဲ့ပတ်စံတွေရောဒီလိုစုစုပြီးတော့ဘုန်းတကားကအဲပြည်ပမှာနော်ဘုအပြည်ပမှာအဲသူအိမ်ဒီပါတွေဝယ်ထားတယ်ဗျနောက်တစ်ခါဘုန်းတကားကိစ္စရှိသေးတယ်ဗျဒါကဒါက तू ကဒီထောက်ဖို့ကိစ္စရတယ်နော် PDF တွေကထောက်ဖို့တွေကိုကာကွယ်နေတယ်နော်ဒီစီးပွားရေးသမားတွေကိုပေါ့ကာကွယ်နေတယ်ဆိုတဲ့အကြောင်း तू ပြောလို့ ျွန်တော်ကလည်းတတိယလို့ပြောပေးတာအဲ့တော့ဘုန်းကားကဒီတစ်ဆက်နှစ်ဆက်ကိုစစ်စင်ကြီးဆိုပြီးတော့အားလုံးစစ်ပွဲတွေဖန်တီးနေတဲ့အချိန်မှာဘုန်းကားစာလေးတစ်စောင်ထွက်လာတယ်ဗျဘာစာလဲဆိုတော့စကိုင်းနယ်ကျောမှာရှိတဲ့တရုတ်ကလုပ်ငန်းတွေကိုကျွန်တော်တို့ဒီနဂါးတက်ရင်ကတီကောင်တက်ရင်ကသူဒီမိသူမမထိရဘူးဆိုစာထွက်လိုက်တယ်အဲ့ဒီအချိန်မှာမျိုးထိုက်တန်သိမျိုးထိုက်တန်သိလားမျိုးရင်အောင်သိလားအမျိုးရင်အောင်သိဖြစ်လိမ့်မယ်ဟုတ်တယ် အမထပေါက်ကွဲတာမျိုးအောင်သိဟမ်တခါလိုက်ကြီးလွတ်ပြီးတော့ဒီကောင်ဘာဆောက်ချိုးချိုးတာလဲသူများတွေစစ်တွေတိုက်မယ်ဒီကောင်စစ်မတိုက်တဲ့ပြည်တော်ဟမ်သူ့ပထရိတ်ဟိုတရုတ်ရဲ့ဘောမတင်တာလားဆိုပြီးတော့မျိုးရံအောင်သိတော့လိုက်လွတ်ပြီးတော့အဲ့လိုပြောမှုသေးတယ်ဗျကျွန်တော်ပြောချင်တာကဘုန်းနဂါကဒီဘက်ကအလှကန်းကပတ်စံနေရတဲ့ပြင်ကိုစစ်ပွဲမဖော်ဘူးဆိုတာကတရုတ်ရှိကသူပတ်စံနေရနေတယ်ဗျဒါကြောင့်မို့လို့လဲစစ်ပွဲမဖော်တာနော် ဘုန်းကားရဲ့ဇကားတွေကိုတေချာနားထောင်ကြည့်ပါဘုန်းကားစစ်တိုက်ချင်းတယ်လို့မဟုတ်ဘူးဗျသူကအားလုံးစစ်တိုက်နေတဲ့အချိန်မှာသူ့ရဲ့စစ်သားတွေကိုစစ်တင်နှန်းတော့ပေးတယ်ဒါပေမဲ့နောက်ထပ်ဗာတင်နှန်းကြီးပေးလဲဆိုဒီမိုကရေစီတင်နှန်းကြီးဖက်ဒရယ်တင်နှန်းကြီးပါပေးလို့ပန်ဆယ်လော်တို့ဘာတို့ကတော့နော်စစ်မတိုက်မီတော့တယ်နေစာပဲတင်စားတော့ဆိုပြီးတော့ပြောတယ်ဗျအဲ့တော့ဘုန်းကားရဲ့အဓိကယူရချက်ကစစ်တိုက်ဖို့မဟုတ်ဘူးသူကခေါင်းဆောင်တယောက်လို့ဖို့သူဒီဦးစီးဦးဆောင်တယောက်လို့ဖို့စစ်တိုက်ဖို့မဟုတ်ဘူး ထွင်းနိုင်ပဲဆိုရင် तू ကအဲအုတ်ချုပ်ရေးပိုင်းမှာ तू ကជីជីပိုင်းကို तू မျောလင့်ထားတာဗျစစ်တိုက်မှာမဟုတ်ဘူးအဲ့လောက်တွေကို तू ကရီမန်းချက်ကြည့်တာနောက်ပိုင်းမှာဘုန်းကားရဲ့ဇကားတွေခင်ဗျားတို့တေချာနားထောင်ကြည့်ဘာတွေ့မလဲဆိုအခြေသူ့ရဲ့ဇကားတန်တွေတေချာနားထောင်ကြည့်လိုက်လို့ရှိရင်အခြေနေကောင်းရင် तू ကနတ်ဆက်ကနဲ့လက်တွဲပြီးတော့ तू ကဒီဘောပြန်မှပြီးတော့ तू ကနေရာတနေရာယူဖို့အထိကို तू ကဇကားတွေပြောထားတယ်အဲ့တော့ပြောချင်တာကတော့ IB မြတ် အောင်ရဲ့အဲဒီ PDF တွေကအဲဒီလှုပ်ရှားနေတဲ့သူတွေကိုတော့ကာကွယ်နေတယ်ဆိုတော့အကြောင်းလေးကိုကျွန်တော်ကထပ်မှန်ပြီးတော့ကျွန်တော်ကဖြည့်တင်းပေးတာပါနော်။ကဲနည်းနည်းလေးထပ်နားထောင်ကြည့်အောင်။မင်းရဲ့အိမ်ကတချို့တွေအိမ်ဝင်နေတယ်။ချို့တွေအိမ်ငှားနေတာမှာဘတ်3000 2000ဝဲအဲ့လိုမျိုး16000အဲ့လောက်တွေအနည်းဆုံးငှားနေနေရ။အဲ့တော့အေးမိဘအုပ်စု အခုချင်းချင်းအားပေးတဲ့ဟုစုလူလေကြီးများဖွဲ့ရကျွန်တော်ဗမာတော်လိုင်းမှာထိတ်ဆုံးမှာနေရာယူပြီးတော့အရင်တော့အများဆုံးပဲနောက်ဆုံးတော့စီးပွားရေးသမားတွေကောင်းစားကြတာလေတော်လိုင်းကြီးကိုခုတော့လုပ်ပြီးတော့အကုန်လုံးစီးပွားရှာကိုကျိုးရှာကြပြီးတော့ဟမ်မိမဆုံးမဖမဆုံးမတဲ့ခလေးတွေကတော့နောက်ဆုံးမသူတို့တွေကိုလှုပ်ကျွေးသလိုဖြစ်ပြီးတော့နောက်ဆုံးမမိဩဇာနဲ့ဖြစ်တဲ့သူကဖြစ်ခြေပြက်လက်ပြက်ဖြစ်တဲ့သူကဖြစ်တချို့ကတော့မိဩဇာဖြစ်တာတော့เนาะ အုတ်ခုံနီနီလေးနဲ့နေရသေးတယ်။အဲတချို့ကအုတ်ခုံနီနီနဲ့မနေရဘဲနဲ့ပြီးသွေးကဲဘွားနဲ့နေသွားတာရှိတယ်လို့စုပ်ပြတ်တက်ပြီးတော့လူပန်းသူမန်းတော့မသိတဲ့ဘွားတွေနဲ့မျိုးစာဖြစ်သွားရတဲ့သူတွေလည်းရှိရဗျာ။နော်။ဒါလေးတွေရှိတယ်။ကြည့်နည်းနည်းထပ်နားထောင်ကြအောင်။တရားတောင်းတယ်။သူတို့ control လုပ်နေတာသူတို့ရဲ့လက်ကင်တို့ဖြစ်လာတယ်။လက်နက်ကင်နေမယ်။နောက်ဒုတိယချက်ကဘာလဲဆိုတော့ဘယ်ဖွဲ့လဲဆိုတော့ ဒေါ်လာကြီးကရေရှည်သွားတော့မှာဆိုပြီးတော့ကျိုးပြီးတော့ပြင်ဆင်နေတာတော့လည်းဒီတောက်ပြီးတော့စကားစကိုပြပြချင်းချင်းနဲ့လာအောင်လုပ်ပြီးတိုက်မယ်အဖွဲ့တွေတကယ်ဒေါ်လာကြီးသမားတွေအဲ့တော့သူ့စကားပေါ့နော်အဲဒေါ်လာကြီးဟာပြပြချင်းနောက်ဆုံး ရွေးကောက်ပွဲပြီးသွားလေသူတို့ကဒေါ်လာကြီးကတိုက်ဒေါ်လာနေဟိုမှာပဲဖြည်းဖြည်းချင်းချိနေသွားအောင်လုပ်မယ်ဆိုပြီးလုတ်ပြောတာပေါ့နော်အဲ့ဒါတွေကအခုမှမဟုတ်ဘူးဗျအဲ့ဒါတွေကကျွန်တော်တို့ရှိုး88ထဲက1990ရွေးကောက်ပွဲမှာနော် NLD ကအာဏာမရတဲ့နောက်ပိုင်းမှာနော်ဒေါက်တာစေဝင်းတို့တောကိုသွားတဲ့ကကိုနော်အဲ့ဒီထဲကဒီယူဆတွေဒီခံယူချက်တွေဒီအပြောဆိုတွေပဲအားလုံးဟာဘောပြန်လာမှာရတာပဲဒေါက်တာစေဝင်းတို့လည်းဘောမှာရတာပဲအကုန်လုံး NCGU တို့ဖွဲ့လုံးဘောပြန်လာမှာရတာပဲ ော်အခုချိန်ဒီအခုမနေ့တနေ့ကဒီငင်းငယ်ဖိုရန် NCA မှာလဲအဲ့ဒီမှာ ABF ရဲစားလူတွေနောက်တကအဲ့ဒီ68ကျောင်းသားတွေတဲကနေပြီးတော့ BBC မှာသွားပြီးအလုလုတဲ့သူတွေအခု NASA ကလက်ထဲမှာ NASA ကအောင်ပါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ NCA နဲ့ပတ်သက်ပြီးတော့ Peace Forum နဲ့ပတ်သက်ပြီးတော့လာတက်နေကြတဲ့သူတွေကြီးပဲအဲ့ဒီလိုပဲ IB မြောက်အောင်လို့ပြောသလိုပဲစကားတွေပြောပြီးတော့နောက်ဆုံး NASA ကဘောလာမကြတဲ့သူတွေကြီးပဲနော်ဘယ်သူမှ NASA ကကိုကြော်လို့မရဘူး တက်မတော်အစိုးရကိုဘယ်သူမှကြော်ခွင့်မရှိဘူးကြော်လို့လည်းမရဘူးဘာဖြစ်လို့ကြော်လို့မရလဲဆိုတော့အမျိုးသားကြိုးစည်းဝါကိုကာကွယ်ဆောက်ရှောက်တဲ့သူတည်တာအမှန်တရားဖြစ်တယ်အမှန်တရားကိုအမှားတရားကဘယ်တော့မှနိုင်ခြင်းဆိုတာထုံးစံမရှိပါဘူးအဲ့တော့အမှားတရားကိုကင်ဆယ်ရတဲ့သူတိုင်းသူတိုင်းကနောက်ဆုံးမှာအမှန်တရားအောက်ကိုဝင်ရောက်ကြတာပဲဖြစ်ပါတယ်ကဲနည်းနည်းလေးထင်တာတော့ကြည့်အောင်နောက်ဆုံးဝဲကကျွန်တော်တို့ပဲနနကင်မှုတယ်ဆန္ဒပြမှုတယ်ရထားမယ်ရှင်လည်းလုပ်မှုတယ်ရတယ်နော် လက်နက်ကင်ဘူးတယ်ဆန္ဒပြဘူးတယ်ယူကြည်လဲလို့ဘူးတယ်အဲ့တော့ဆန္ဒပြတယ်ပေါ့ပြီးတော့သူတို့လက်နက်ကင်တယ်ဒေါခုသွားတယ်ပေါ့နော်ဒေါခုပြီးလက်နက်ကင်တယ်ပြီးတော့ထိုင်းနိုင်ငံနေပြီးတော့အခုသူတို့ယူကြည်လုံနေတယ်အဲ့တော့ဘာဖြစ်လဲပြည်ပရောက်မြေအောက်ကွန်မြူနတီပဲနော်အယူကြီးဆိုတော့ဘာလဲမသိပဲဖြစ်နေ ਉ ပဲကျွန်တော်တလောကတက်တော့မှာကျွန်တော်စကားတွေပြောမင်းယူကြီးဆိုတာမင်းဘာလဲသိလားအိုကြီးဆိုတာကိုမင်းသိလား အာယူကြီးကဦးချမ်းလေးတဲ့ဒါဆိုအိုကြီးရောက်ကွာအိုကြီးကသားဘွားမိရဲ့ဆရာဝန်နဲ့အာတော်တယ်ကွာလို့လေးစားတယ်ကွာအဲအဲ့ဒီလိုကောင်းမျိုးတွေကလည်းနိုင်ငံရေးစကားတွေတက်ပြောတဲ့သူကရှိသေးတယ်နော်အဲ့တော့ယူကြီးကဘာမှမသိအိုကြီးကဘာမှမသိလဲမလောက်ကြနဲ့ဟုတ်တိအောင်လဲစူးစမ်းကြအောင်အဲ့တော့သူ့ပါဇက်ကပြောတယ်အာဘီမြောက်ဟာသူဒီဆန္ဒပြရတဲ့နေရာမှာပါဘူးတယ်ဒေါ်ခိုသွားတယ်လက်နဲ့တင်တန်းသွားတက်တယ်ပြီးတော့ထိုင်းနိုင်ငံမှာထိုင်ပြီးတော့အခုချိန်ထိနော်ယူကြီးလုံနေတယ်အဲ့တော့ ဒါကကွန်မြူနစ်ဝါဒတွေဗျနော်သူကိုယ်တိုင်လည်းကွန်မြူ UG ကွန်မြူနစ်လုပ်ပြီးတော့နော်ကျွန်တော်တို့မြေအောင်လှုပ်ရှားမှုတွေလုပ်ပြီးတော့ဘာဖြစ်လဲတော်လန်ရေးကို supporting ပေးနေတယ်နောက်ဆုံးသူတို့တော်လန်ရေးမနိုင်နေဆုံးလိကြအောင်နောက်ဆုံးထိထွက်သက်ထိကြံ့ကြံ့ခံပြီးလုံဆောင်သွားမယ်ဆိုရဲနောက်ဆုံးအဖွဲ့ကကျွန်တော်တို့အဖွဲ့တွေသူကလည်းပြောတယ်အေးငါတို့မဟာဗမာကလည်းထပ်ပြောလိုက် မင်းတို့နိုင်ငံကိုဖြိုခွဲကျင်နိုင်ဖြိုခွဲလို့မရမင်းတို့အဖွားကြီးလည်းဖြိုခွဲကျင်နိုင်ဖြိုခွဲလို့မရတမတော်မရှိစစ်သားတွေမရှိတော့ရင်တော့ငါတို့မဟာဗမာတွေရှိနေသေးတယ်ငါတို့တွေကနောက်ဆုံးခံစေပဲဘယ်ကောင်းမှငါတို့နိုင်ငံကိုမဟာဗမာတွေကိုကြော်ပြီးတော့ဘယ်ကောင်းမှနိုင်ငံကိုအပိုင်စီလို့မရဘူးဆိုတော့ငါတို့ကနောက်ဆုံးအဖွဲ့ပဲဆိုတာကိုမင်းတို့ຫນွေဦးတော်လိုင်းရရဆိုပြီးသိရအောင်လို့ငါက reaction လုပ်ပြီးပြောပြပေးလိုက်တယ်ကဲဒီလောက်ဆိုလို့ရှိရင်တော့ video file ကြီးသွားမှာဆိုတော့ဒီမှာနေနားပါမယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ် ကျွန်တော်မဟာဗမာဂျိန်းကျော်ရင်ဖြစ်ပါတယ်